များအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါစပ်အငှားဒေသများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူပေးစာတွေကိုဖတ်ကြားပေးမယ့်သူကတော့မတိရီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတိရီဟုတ်ကဲ့မင်္ဂလာပါကွာကျော်ကြီးအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DVB အစီအစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်ချိန်ပြန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမတ်တီဒီဒီတစ်ပတ်မှာပေးစာတွေထဲကမှာပရမအူဆုံးဖတ်ကြားပေးခြင်းနဲ့ပေးစာကတော့ဒီစကိုင်းတိုင်းမော်လိုက် KI နဲ့ကပြပူလာတဲ့ပေးစာနဲ့အရင်ဆုံးဖတ်ပြပေးခြင်းပါလိမ့်ခင်ဗျာကြီးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါတော်တူ DBB ပြည်သူအစားပါစပ်အကားမှာအခုနဲ့အမကျေးဇူးပြုပြီးတော့အန်ယူဂျီအစိုးရသက်ဆိုင်ရာဝန်ကြီးတွေသိရှိစေရန်ဖတ်ကြားပေးပါစကိုင်းတိုင်းမော်လိုက် KI ပေါင်းပြင်းမြို့နယ်ကမြို့နယ်တရားရေးအဖွဲ့ရဲ့ ဘိန်းကျူဆက်ပြာခွက်တစ်ခွက်ရဲ့အလေးချိန်ပမာဏကို100ဂရမ်ဆိုပြီးတော့လွဲမားစွာမှတ်ယူပြောဆိုတာတွေကြောင့်တရားဥပဒေနဲ့မညီပဲအမိန့်ချအပြစ်ပေးမှုတွေရှိနေပါတယ်။မြို့နယ်ပါလာဖာရဲ့တရားစွဲတင်ထားတဲ့ပုံမှန်အတိုင်းတရားလိုတရားခံမိသားစုဝင်တွေအပါအဝင်ဂျာနာစစ်ဆေးမှုမရှိပဲတစ်ဖက်သက် ခုခံခြေပပြောဆိုခွင့်မပေးပဲဂျားကာလာမှုဆိုပြီးတော့မတရားပြစ်ဒဏ်စီရင်မှုတွေကိုတင်ပြလိုပါတယ်။မွေးရေးစေဝါဘိန်းပြူကို 1ဂရမ်မပြည့်သလိုဘိမ့်မဲ3ချက်သားမပြည့်တဲ့အမှုကိုမိုးရစီဝါရောင်းချတဲ့ပုံမှန်16ကာဂျီနဲ့ပြစ်ဒဏ်အများဆုံးချမှတ်ထားပြီးတော့မိုးရစီဝါ3ဆွဲလက်ဝဲတွေးရှိသူတွေမှာတရားရေးအဖွဲ့ရဲ့မှားယွင်းမှုပြစ်မှုပြစ်ဒဏ်မများတာပဲထောင်ဒဏ်များစွာအကျဉ်းချခံ အချုံနောင်ခံနေရပါတယ်။လက်ရှိချိန်မှာဒေါ်လန်ရေးကာလာနဲ့ဂျာကာလာအနေထားများရဒေါ်လန်ရေးအင်အားစုသုံးမျိုးနယ်မြေအတွင်းမှာဒေါ်လန်ရေးမိသားစု င်းနာသူအကျဉ်းသားများကိုသက်ဆိုင်ရာဝန်ကြီးဌာနမှကိုင်းကြီးတင်းလျော်တဲ့ဥပဒေပုံမှန်များနဲ့မှန်ကန်တဲ့တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေးစီစစ်ဆောင်ရွက်ပေးနိုင်ရဲ့အားကိုးစွာဖြင့်တင်ပြလိုက်ရပါတယ်ဆိုပြီးတော့ဒီစကိုင်းတိုင်းမော်လိုက်ခိုင်ဖောင်းပင်မြို့နယ်ထဲမှာဒီတရားစီရင်နဲ့ပတ်သက်ပြီးတော့ဒါရေးသားပြပို့လာတဲ့ပေးတာကိုဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကလည်းစကိုင်းတိုင်းကတာမြို့နယ်ရာပြပို့လာတဲ့ပေးစာပါရှင် မင်္ဂလာပါ DPP အဖွဲ့သားအားလုံးနဲ့စကိုင်းတိုင်းကတာမြို့နယ်အင်းရွာကပါ NUG အစိုးရလူကြီးမင်းများကိုကျမရဲ့စာလီဖတ်ကြားပေးပါကျမတို့ကတာနယ်ကျေးလက်ဒေသတွေမှာပါသုံးလုံးအုပ်ချုပ်ရေးမှုဟာတရားရေးတွေပေါ်ဆောင်ခဲ့တာကြာပါပြီအင်အားကောင်းခဲ့ပါတယ်ပြည်သူတွေအမားခုခုလုံးမိရင်ဖမ်းဆီးမဲ့သူတွေဝိုင်းနေရပဲသူတို့အမားလုံးရင်ဘသူတွေကဖမ်းဆီးမှာလဲသိချင်ပါတယ်ကတာမြွနဲ့တရားရုံးကိုရောက်ရင်ငွေပေးနိုင်သူကအနိုင်ရပါတယ်။ငွေမပေးနိုင်လို့ထောင်ချနေသူတွေရှိပါတယ်။ လောင်ကစားမှုတိုင်ရင်တိုင်ကိုမဖမ်းပါဘူးထိုးသားတွေကိုဖမ်းပါတယ်အခုဖမ်းသားသူတွေလည်းရှိပါတယ်ဒီစာလေးကိုဖတ်ကြားပေးပါ DBB ဆိုပြီးတော့ရေးသားပေးပို့လာတာပါရှင်ဟုတ်ကဲ့ပါမတီဗီကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမကွေးတိုင်းပွင့်ဖြူမြို့နယ်တွေကရေးသားပေးပို့လာတဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ဒီတော့ကရောက်နေရတဲ့ပြည်သူတွေရဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မကွေးတိုင်းပွင့်ဖြူမြို့နယ် ကြွားခိုင်ကြီးရမှာစစ်မှုထမ်းကြီးလဲလာစင်ပြီးနေရပါတယ်။ဆိုင်ကယ်တွေကိုလည်းဖမ်းနေပါတယ်။ဖြူစောထီးတွေတောင်းကျမ်းနေလို့ညဘဲဆိုရင်၁၀နာရီနောက်ပိုင်းအပြင်မထွက်ရဲကြပါဘူးဗျာ။ကျမ်းမာရေးကိစ္စရေးပေါ်ကြုံလာရင်တော့ညဘဲအချိန်လေးဆိုရင်အပြင်မထွက်ရဲကြပါဘူး။တကယ်တည်ရရှင်ရဖြစ်လာရင်ပြည်သူတွေထိုင်ပြီးသေဖို့အောက်နေရတဲ့အခြေတည်ပါ။ကျွန်တော်ညီအရင်ည7:00ကျော်ချိန်မှာအစာအိမ်သွေးကြောပေါက်ပြီးတော့စေးရုံသွားဖို့လုပ်ခဲ့ပါတယ် ကျမ်းမာရေးကကိုခေါ်တော့ကမောင်းတဲ့သူကမမောင်းရဲဘူးတယ်ဗျာမင်းနဲ့ဆော့ဆော့ကျမ်းမာရေးကရောက်လာတော့ကျွန်တော်ညီလီကအသက်မရှိတော့ဗျာကံတရားကိုပဲအပြစ်ဖွဲ့ရမလားမသိဘူး DVB အဲ့လိုဖြစ်နေတဲ့ဒုက္ခတွေကိုအများသိအောင်ပြောပြပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီပွင့်ဖြူမျိုးနဲ့ရွာခိုင်ကျွေးရမှာစစ်မှုထမ်းကြည်လဲပေးနေရတယ်ပြီးပြီဆိုရင်ဒီပြူစောထီးတွေကဒါအတင်းအနမတောင်းညံ့နေတယ်ဗောနော်ပြီးပြီဆိုရင်ညဘက်လဲကျမ်းမာရေးကိစ္စဆိုလဲရွာပြင်ကိုပြီးမထွက်တဲ့ကိစ္စတွေကြောင့် အခုလိုအသက်တည်ဆုံးရတဲ့အထိဖြစ်ပေါ်လာရတဲ့အခြေအနေကိုရေးသားပြပလာတဲ့ပေးစာကိုတော့တူ DPP ကဖကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကိုအောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးစင်တဲ့ပေးစာကတော့ကျမတို့စီစဉ်မှာအမြဲတမ်းလက်ခံရရှိနေတဲ့စစ်မှုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရင်ဖွင့်လာတဲ့ ARB တိုင်းကပြည်သူတယောက်ပြပလာတဲ့စာပါရှင်တော်တူဒီပီပီအဖွဲ့ကားတဲ့ကိုအောင်ကျော်နဲ့မတ်တီတီကျမ်းပါပါစီလို့ဆုတောင်းမေတ္တာပို့ပါရစေ။စာရေးသားပေးဖို့လာသူလည်းကျမ်းပါပါစီရှင်။အကောက်ကူတော့မဖော်ပြပါနဲ့ အေရရီတိုင်းမြန်အောင်မြို့နယ်စမ်းရွာကြီးအုပ်စုရောကွင်းကျေးရွာအတွက်စစ်မှုရအလှည့်ကျလူပေးရမှာကိုရောင်ချတော့အုပ်စုကျေးရွာကအမျိုးသားတယောက်ကိုအော်တိုဘာလ9ရက်နေ့ကဖမ်းဆီးပြီးတညာလုံးထိတ်တုံးနေထဲထားပါဗျ။နောက်တနေ့အော်တိုဘာလ10ရက်နေ့မနက်မှာအလှည့်ကျစစ်မှုထံလူပေးရမယ့်ရောကွင်းကျေးရွာအတွက်ရောင်ချတော့အုပ်စုကျေးရွာယာအိမ်မှုနဲ့အုပ်ချုပ်ရေးမှုကတင်းတရာတောင်းပြီးမြန်အောင်မြို့ကိုပို့ခဲ့ပါဗျ။လူစားထိုးပေးလို့ရတဲ့တင်းတရာတွေက စစ်မှုထမ်းဖို့ထဲခံလိုက်ရတဲ့သူကို2သိန်း3သိန်းတန်ဖုံးတစ်လုံးဝယ်ပေးပြီးခြံတဲ့ငွေတွေကို အုပ်ချုပ်ရေးမှုနဲ့ညောင်ချတော့အုပ်စုကြီးရွာရအိမ်မှုတို့ကခွဲယူထားပါတယ်။ဒါကိုအထက်လူကြီးတွေသိအောင်ဖတ်ကြားပေးပါဆိုပြီးရင်းဖွင့်ပေးပို့လာပါရှင်။ဒါပါမသိသေးကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ်နောက်ထပ်ပေးစာတစ်ကောင်ကလည်းဒီ AR တိုင်းဒနုပြူမြို့နယ်တွေကပြပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါ TVB ကျွန်တော်ကတော့ AR တိုင်းဒနုပြူမြို့နယ်ကပါ။ ကျွန်တော်တို့စီမှာအသက်16နှစ်ကနေ35နှစ်အတွင်းစစ်မှုထမ်းအကျုံးဝင်နေသူတွေကကြီးရွာအုပ်ချုပ်ရေးမှုတွေကိုလာတင်လာတိုင်းပတ်စံပေးနေရပါတယ်။အရင်ကတလားကို2000ကျွဲ3000ပေးရပါတယ်။အခုတော့တလားကို4000ကောက်ခံနေပါတယ်။ဒေသခံတွေကတနေ့လုံးမှတနေ့စားရတာဖြစ်လို့ငွေကြေးလည်းမတက်နိုင်ပါဘူး။အထက်အမိတ်ဆိုတော့ရွာလူကြီးတွေလည်းမကောက်ချင်လဲကောက်ပေးနေရပါတယ်။နောက်ပြီးတော့ဒေသခံတွေကတော့စစ်တပ်ဦးဆောင်ကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကို မဲသွားမထည့်ဘူးလို့စဉ်းစားထားပါတယ်။လက်ရှိဖန်စီထိမ့်သိမ်းခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေနဲ့ပြန်လွတ်ဖို့ရှိမရှိကိုလည်းသိချင်ပြီးတော့ပြည်သူတွေကတော့ဒေါက်အောင်ဆန်းစုကြည်ပြန်လွတ်ဖို့ဆုတောင်းပေးနေကြပါတယ်။ကျေးဇူးတင်ပါတယ် TVB ဆိုပြီးတော့ရေးသားပေးပို့လာတာပေါ့နော်။ဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုရင်ဒါသတင်းတွေထဲမှာကြားသိရတဲ့အခြေအနေအရဆိုရင်ဒါနေပြီးတော့မှဖန်စီထိမ့်သိမ်းခံထားရတဲ့ ဒါဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ့နော်ဒါထောင်နေကိုဒါတခြားနေရာကိုထပ်ပြီးတော့ကြောင်းရွှေ့မှုတွေပြုလုပ်နေရဲဆိုပြီးတော့လည်းသိရတယ်နောက်ပြီးတော့ဒီ ASEAN အဖွဲ့ဝင်တွေကလည်းဒါလက်ရှိဖန်တီးထိမ့်သိမ်းခံထားရတဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတွေ့ခွင့်ရဖို့တွေကိုလည်းဒါကြိုးစားနေပြီမဲ့ဒါစစ်ကောင်စီရဲ့ဒီပြန်ကြားရေးကြောင်းခွင့်ရပုဂ္ဂိုလ်ကတော့ဒါပြီးမတွေ့နိုင်ဘူးဆိုပြီးတော့ပြီးခဲ့တဲ့ရက်ကပဲသူတရင်နာရှင်းလင်းပွဲမှာပြောကြားခဲ့တာတွေတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ပြည်သူအစားပါးစံငါပေးဆံများဖက်ချခြင်း tod.dbb စီစဉ်ကိုစာရေးရေးသားပေးပို့တော့မယ်ဆိုရင် email ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင် tod.dbb@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 946 395ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com/tod.dbb ရဲ့ messenger ချက်ပေါက်ကနေတစ်ဆင့်ရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါကိုအောင်ကျော်ရေးအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ရခိုင်ပြည်နယ်ကပြည်သူတယောက်ပြေးပို့လာတဲ့စာပါရှင်ရခိုင်ပြည်အတားခမြေပုံမြို့မှာအရခပညာရေးဌာနကဖွင့်ထားတဲ့အကြောင်းမှာအင်္ဂလိပ်စာပြနေသူကအခုပညာသင်နှစ်မှာ10တန်း17တန်း12တန်းတွေကိုပုံမှန်ပြထန်းထားတဲ့အင်္ဂလိပ်စာပြထန်းစာအုပ်ကိုလုံးဝမသိမဲပြင်ပကအင်္ဂလိပ်စာတွေကိုပဲသင်နေပါဗျပြင်ပစာအုပ်ကိုသင်တော့ကလေးတွေကမိတူကတရက်ကိုတစ်ထောင်ကျက်စီပေးနေရပါတယ် ကျောင်းစာဖွင့်ခဲ့ကအခုတိဆို3လကျော်ပါပြီ။ပြဋ္ဌာန်းစာအုပ်ကိုလုံးဝမတင်ပေးပါဘူး။အထူးသဖြင့်12တန်းကျောင်းသားတွေကအရေးကြီးပါတယ်။စာမေးပွဲမှာပြင်ပကစာကိုမေးတာမှမဟုတ်တာ။ကျွန်တော်တို့မိဘတွေဘက်ကလဆင်ထောက်ပံ့ငွေ3000ကျပ်စီလဲပေးရပါတယ်။ဒါအပြင်သူစီမှာကျူရှင်မတက်တဲ့သူတွေဆိုလဲပြဿနာရှာတယ်ခွဲခြားဆက်ဆံတယ်ခရီးမဆိုင်ဘူးရေပုံမြို့မှာမိဘတိုင်းငွေကြေးတက်နိုင်တာမဟုတ်ပါဆင်းရဲနွမ်းပါတဲ့သူတွေလည်းရှိပါတယ်မြေပုံမြို့ပေါ်မှာပောက်တော့စစ်တွေဘက်ကအစ်ရှောင်းတွေလည်းရှိပါတယ် တချို့မြို့နယ်တွေမှာဆိုရင်အခမဲ့ပညာဌာနတောင်တင် जा ပေးနေချိန်မှာမြေပုံကဆရာဆရာမတွေကဒီလိုလုပ်နေတာမသိတော့ပါဘူးဆိုပြီးတော့ဤသားပေးပို့လာပါရှင်။ဒါနှစ်တီကဒါရခိုင်ပြည်နယ်ကဒါပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ဤသားပေးပို့လာတဲ့စာကိုဖျားပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဒီမှာလည်းဒီ AR တိုင်းဘူဂလီမြို့နယ်ထဲမှာဒါပညာရေးဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ဤသားပေးပို့လာတဲ့စာကိုဖျားပေးခြင်းပါတယ်ခင်ဗျာ။ဤသားထားတဲ့အကြောင်းအရာကိုဖျားပြရမယ်ဆိုရင်မင်္ဂလာပါ TVB ဘူဂလီမြို့နယ် စူပရောင်းကုန်းကြီးရွာအုပ်စုထိန်ကိုင်းကြီးရွာမှာ အမကကျောင်းမှာကျောင်းဆရာမနှစ်ယောက်ရှိပါတယ်။ကျောင်းသားက19ယောက်၊ကီဂျီနဲ့ဆူမှာ21ယောက်ပဲရှိပါတယ်။ဆရာမတွေကစာသင်တာမနိုင်လို့ဆိုပြီးတော့ဆရာငှားခိုင်းပါတယ်။ဒီဘတွေကဆင်းရဲတော့ငှားနိုင်ဖြစ်နေကြပါတယ်။ဒါကိုသက်တမ်းရပညာရေးအဖက်ဖက်ကလူကြီးမင်းများဆောင်ရွက်ပေးပါရဲ့။တော်တူဒီဘီဘီမှာတစ်ဆင့်ဖက်ကြားပေးပါလို့ဒါရက်ခံအပ်ပါတယ်။ကျောင်းသားမိဘတူဆိုပြီးတော့ဒီဘိုကလေးမျိုးနဲ့ စုဘရောင်ကုန်းကြီးရွာအုပ်စုထိန်ကိုင်းကြီးရွာမှာဒီအမကကြောင့်ပါပေါ့လေဒါပညာရေးဝန်ထမ်းတွေလိုအပ်ချက်ရှိရတဲ့ပတ်သက်ပြီးတော့ဒေတာပြပူလာတဲ့ပေးတာကိုတော်တူ DPP စီစဉ်ကဖျားပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေးဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်ကပြည်သူတယောက်ရေတာပေးပူလာတဲ့စာပါရှင်တနင်္သာရီတိုင်းဒေတာကြီးရေပြူမြို့နယ်ခမောင်းချောင်ရွာနဲ့ဝက်ချောင်းရွာကြားမှာအော်တိုဝါလာ၁၈ရက်နေ့က PDF ဖွဲ့တွေနဲ့စကားဆာတို့ထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ခဲ့ပါတယ်။ ီတုကာကွယ်ရေးအဖွဲ့ဘက်ကအနေရကင်းရှင်းစွာတိုက်ခိုက်နိုင်ခဲ့ပြီးစကားစားဘက်က3ဦးသေး5ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီလိုတိုက်ပွဲဖြစ်ချိန်ဒီမှာလဲစကားစားဘက်ကပြည်သူနေအိမ်ရှိဆောင်ကိုမိရှုဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်အောက်တိုဘာလ16ရက်နေ့ကလည်းရေပြူမြို့နယ်ရေလိုင်းရွာတဲကိုစကားစားတပ်ဖွဲ့တွေတနက်ဝင်ဖောက်ပြီးပြည်သူနေအိမ်တွေကိုရိုက်ဖွင်ကာဝင်ရောက်နေထိုင်ကြပါတယ်။နောက်တနေ့အော်တိုဘားလ18ရက်နေ့မှာတော့ပြည်သူအိမ်တွေကနေပစ္စည်းတွေကိုကားနဲ့တည်ယူသွားပါတယ် ဒီကိုအများသိအောင်ဖတ်ကြားပေးပါ DBB ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါမတီလက်ရှိဒါတနင်္သာရီတိုင်းထဲမှာဆိုရင်လည်းဒါအဓိကတော့ဒီနေဆက်ကုံတွေကြီးလမ်းကြောင်းတွေပေါ့လေအဲ့ဒီပက်ဒီတာတွေမှာဆိုရင်ဒါတိုက်ပွဲတွေလက်ရှိဒါပြင်းပြတဲ့လက်ဖြစ်နေပြီးတော့ဒီစစ်တပ်ဘက်ကလည်းထိုးစစ်စင်နာတွေပြုလုပ်နေပါတယ်။ဒါအခုဆိုရင်ဒါမတ်တီကတနင်္သာရီတိုင်းရေပြူမြို့နယ်တွေကပေးစာကိုဖကြားပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီတနင်္သာရီတိုင်းဒါတေချောင်းမြို့နယ်တွေမှာပဲအလားတူဖြစ်စေမျိုးပေါ့လေဒါဖြစ်ခဲ့တဲ့အကြောင်းကိုဒါဖတ်ပြခြင်းပါတယ်ခင်ဗျာ တနင်္သာရီတိုင်းတရချောင်းမြို့နယ်မြိတ်တဝဲကားလမ်းပေါ်မှာရှိတဲ့လဘကြီးရွာမှာရှိတဲ့နေအိမ်အလုံး၄၀လောက်ကိုစစ်တပ်ကအော်တိုဘာလ23ရက်နေ့မနေ့ပိုင်းကမိရှုသွားခဲ့ပါတယ်။စက္ကဆတပ်တွေနဲ့ဒေသခံတော်လန်ကြီးတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်တစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုတွေရနာသွားတဲ့ချိန်နေ့လယ်ပိုင်းမှာတော့စစ်တပ်ကလဘကြီးရွာတွေကနေအိမ်၄၀လောက်ကိုမိရှုဖျက်ဆီးခဲ့လို့ကျမတို့ဒေသခံတွေအားလုံးထပ်ပြီးတိရှောင်ခဲ့ရပါတယ်။ မီးရှို့ခံခဲ့ရတဲ့နေအိမ်တွေရဲ့ပုံကိုလည်းပြပလိုက်ပါတယ်။ပြီးတော့ကြီးရွာထဲမှာကြံခဲ့တဲ့အသက်60ကျော်အမျိုးသားကိုရိုင်းနှက်ခဲ့ပြီးတော့လမ်းမလျှောက်နိုင်တဲ့မိမဖြစ်သူကိုအိမ်ပေါ်ကနေဆွဲချပြီးတော့ဒီအိမ်ကိုပါစသားတွေကမီးရှို့ခဲ့ပါသေးတယ်။အဲ့ဒီလိုသူတို့စိတ်ကြိုက်မီးရှို့ဖျက်ဆီးပြီးသွားတဲ့အချိန်ကျတော့မီးမလောင်ပဲကြံနေခဲ့တဲ့အိမ်တွေရဲ့တံခါးတွေကိုရိုက်ဖြတ်ပြီးတော့ရှိသမျှပစ္စည်းတွေကိုကားနဲ့တည်သွားကြပါတယ်။ အခုမီးရှို့ခံခဲ့ရတဲ့လာဖာကျူရမှာနေအိမ်90ဝန်းကျင်ရှိပြီးဒါကိုအများသိအောင်တော်တူ DVB ကဖတ်ကြားပေးပါအောင်ဆိုပြီးတော့ဒါကျေးရွာကိုမီးရှို့ခံနေရတဲ့တပ်ပုံတွေနဲ့တကွရေးသားပြပို့လာတဲ့ပေးစာကိုဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါမှာတော့ဒီ DVB ရုပ်သံလိုက်မှာထုတ်လွှင့်နေတဲ့အစီအစဉ်တွေမှာအတန်ပိုင်းအဆင်မပြေတဲ့အကြောင်း DVB ပြည့်သက်တရားရေးသားပြပို့လာတဲ့စာကိုဖတ်ပြပေးခြင်းပါတယ်ရှင်မင်္ဂလာပါ DVB ရဲ့ကျွန်တော်ကအမာခံပြည့်သက်ဖြစ်ပြီး နေ့စဉ်အစီအစဉ်အားလုံးကြည့်ပါရစေ။အခုတလောတပတ်9ရက်ခန့်ရှိပါပြီ။ DBB ကထုတ်လွှင့်မှုမှာအတန်ပိုင်းဆိုင်ရာအားနည်းနေပါရခင်ဗျ။အပေါ်ဆက် TV တန်ရောဂျိုဒုဆလောင်းဖန်းဆက်ကအတန်ပါအကုန်100ချက်တင်ပေမဲ့အတန်ပိုင်းတိုးနေပါရဗျာ။ DBB ရဲ့ Audio ဘိုင်းအင်ဂျင်နီယာများအားကျေးဇူးပြုပြီးစစ်ဆေးဆောင်ရွက်ပေးစီလိုပါရစေ။ DBB ဝိုင်းတော်သားများကျမ်းမာဒုက္ခပြေဝကြပါစေ။တော်လည်းရေးရဲပေါ်ဖောင်းပြင်းဆိုပြီးရေးသားပေးဖို့လာပါရှင်။ဟုတ်ကဲ့ပါအခုလိုမျိုးဒါ TVB ကိုအမြဲကြည့်ရှုစောင့်မျှော်နေတဲ့ ဒါပရိသတ်တွေကိုဒါအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါအခုလိုမျိုးဒါအဆင်မပြေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းဒီ audio engineer ဘိုင်းတွေကိုကျွန်တော်တို့အဖွဲ့ကနေပြီးတော့ပြန်လည်ပြီးတော့ပြပြပေးပါမယ်ခင်ဗျာအခုလိုမျိုး .2dbb season ကိုစာရေးရေးသားပြပို့တော့မယ်ဆိုရင်ကိုဒေတာကိုပဝင်းချင်းမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုတပုံတွေဗီဒီယိုဖိုင်တွေနဲ့တကွရေးသားပြပို့လို့ရပါတယ်ခင်ဗျာအဲဒီခုတတိထားရမှာတော့ရေးသားပြပို့ရတဲ့နေရာမှာအဖွဲ့သီးတစ်ခုဒါမှမဟုတ်ရင်လူပုဂ္ဂိုလ်တစ်ယောက်ကိုပေါ့လေဒါ ဆွဆွဲပုတ်ခတ်ထားတဲ့ရေးသားထားတဲ့စာရီလူမျိုးဆိုရင်တော့ဒါတော့ DPBC တင်ကနေပြီးပြန်လဲစစ်စစ်ပြီးတော့မှတချို့စာရီတွေကို channel ထားခဲ့တာတွေရှိပါတယ်။ဒါတချို့စာရီတွေကိုတော့စစ်စစ်ဖျက်တောက်ပြီးတော့မှဖျက်ချာပေးတာမျိုးရှိပါတယ်ခင်ဗျာ။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ dot DPB စီစဉ်ကိုစာရီရေးသားပြဖို့တဲ့အခါမှာဒါလုံလုံစိတ်ချစွာနဲ့ဒါရေးသားပြဖို့နိုင်ကြပါတယ်။တချို့တွေကဒီ messenger မှာလာမေးကြတယ်ပေါ့နော်။ဒါနံပါတ်တွေမပေါ်ပြပါနဲ့ဆိုပြီးတော့ပြောကြပါတယ်။ကျွန်တော်တို့ရဲ့ဒီ dot DPB စီစဉ်မှာဆိုရင် ဖတ်ကြားပြီးတဲ့စာတွေအကုန်လုံးကိုအကောင့်နံပါတ်တွေဖုန်းနံပါတ်တွေကိုဒါဖော်ကြားဖော်ဖော်ပြဖတ်ကြားပြီးတာမျိုးမရှိပါဘူးခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့ရဲ့ Talk to DPP ကိုစာတွေရေးသားပြပို့တော့မယ်ဆိုရင် email ကနေတစင်းရေးသားပြပို့ရဲဆိုရင် talk2dpp@gmail.com ကိုရေးသားပြပို့နိုင်ကြပါတယ် Facebook ကနေရေးသားပြပို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် talk2dpp ရဲ့ messenger ကနေတစင်းရေးသားပြပို့လို့ရပါတယ်ခင်ဗျာ Viber ဖုန်းနံပါတ်ကနေတစင်းရေးသားပြပို့တော့မယ်ဆိုရင်တော့အပေါင်း66 8111 6639ကိုရေးတာပြပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ကြားပေးမယ်နောက်ထပ်ပေးတာတစ်ဆောင်ကတော့ .2dpp အစီအစဉ်ကိုပုံမှန်စာရီရေးတာပြပို့နေတဲ့ငါးမြေဆောင်ကတာလူလူအွန်လိုင်းတပိတ်ကရေးတာပြပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးတာထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်မင်္ဂလာပါ .2dpp 2024ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တဲ့ငါမျိုးဆောင်ကတာလူမှုအွန်လိုင်းသပိတ်အဖွဲ့ကဆိုရင်စစ်အာဏာရှင်ဒေါ်လန်တဲ့နေရာမှာပုံမှန်ထိရောက်စေဖို့လူမှုစီယုံရေးအကောင့်စေဖို့ပုံမှန်ချစ်လက်ခိုင်မာဖို့အတွက်အားသစ်လောင်းတိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီလိုဖွဲ့စည်းခဲ့တာကိုကတာခိုင်လူမှုတိုက်ပွဲဥဆောင်ကော်မတီကအော်တိုဘာလ28ရက်နေ့2025ခုနှစ်ကဖွဲ့စည်းခဲ့ကြောင်းကြေညာခဲ့ပါတယ် TVB ။ဇဂိုင်းတိုင်းကတာခိုင်ထဲမှာ အကြမ်းဖက်စစ်တပ်ကိုစန့်ကျင်သဘိမ့်ပေါက်နေတဲ့လူလူလှရှားမှုတွေပုံမအကောင်းလာစီဖို့အာဏာရှင်ကိုတော်လှန်တဲ့နေရာနဲ့စစ်တပ်ကလုံးမဲ့အထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးတွေမှာပုံမပါဝင်လာနိုင်ဖို့ရည်ရွယ်ပါတယ်ပြီးတော့လူလူစီယုံရေးဖက်ဒရယ်အသိပညာပေးရေးဖက်ဒရယ်ယူနစ်တည်ဆောက်ရေးအထောက်ပံ့ဖြစ်စေဖို့နဲ့တိုင်းရင်းသားညီအကိုမောင်နှမများပုံမစည်းလုံးညီညွတ်မှုအကောင်းစေဖို့ရည်ရွယ်ပြီးတော့အခုလိုကတာလူလူတိုက်ပွဲလှရှားမှုကော်မတီကို ဖွဲ့စည်းခဲ့တယ်ဆိုတာကိုအများသိအောင်ထကြားပြပါ TV အရေးတော်ပုံမုတ်ချအောင်ရမည်ဆိုပြီးတော့ဓာတ်ပုံတွေတကွာရေးသားပြပလာတဲ့ပေးတာကိုဖကြားပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုအောင်ကျော်ရေးဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ရွှေဘုံမန္တလေးလမ်းမကိုအမြဲတမ်းအသုံးပြုနေတဲ့ပြည်သူတယောက်ကပေါ့နော်ဒီလမ်းအဆင်မပြေမှုတွေအကြောင်းရေးသားပြပလာတဲ့ရင်းပွင့်စာပါရှင်မင်္ဂလာပါတော့တူတူပြပရေးရဲ့ရွှေဘုံမန္တလေးလမ်းနှစ်နိုင်ကြာကြာသွားရတဲ့ခရီးကိုတညနဲ့တနေ့သွားနေရပြီး မင်းကုန်းနဲ့စိတ်ကွန်စစ်တပ်အထံဂိတ်ကနေဂိတ်ကြီးတွေအစမတန်ကောက်ခံနေလို့ရွှေဘုံမှာကုန်စည်နှုတ်နေမြင့်တက်နေပါဗျ။နောက်ပြီးတော့ရွှေဘုံစကိုင်းမန္တလေးလမ်းမှာဇွန်လ18ရက်နေ့ကနေဇွန်လ22ရက်နေ့မနက်ပိုင်းထိစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ရုံးပင်ကန်ကျေးရွာနဲ့စတောင်မြို့အဝင်ကရွှေဘုံမန္တလေးလမ်းကိုရန်ကက်တမ်းချီပိတ်ပင်နေဆိုတော့လေတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကထုတ်ပြန်ထားပါဗျ။အဲ့ဒီလိုလမ်းပိတ်ထားလို့ရွှေဘုံကနေမန္တလေးသွားလာနေတဲ့ခရီးသည်ကကုန်ကားနဲ့73စီရင်တွေက ထီးဆောင်လန်းကနေမုံရွာလန်းကိုတက်ပြီးအုံချောကနေပြန်ပြီးစကိုင်းမန္တလေးကိုကွေ့ပတ်သွားနေရပါတယ်။အဲ့ဒီလိုကားကွင်းလန်းကနေသွားနေချိန်ရွှေဘိုစိတ်ခွန်မူကန်ကြီးလမ်းပိုင်းကမင်းကုန်းစစ်တပ်အထိုင်ဂိတ်နဲ့စိတ်ခွန်စစ်တပ်အထိုင်ဂိတ်တို့ကနေ၃မိန်းတစည်းတောင်းကုန်ကားတွေကိုတော့ကားကြီးသေးကိုကြည့်ပြီး၃သိန်းကနေ၁၀သိန်းထိ တောင်းပါတယ်။၁၃စီကားတွေကိုတော့၁၃စီတကားလန်းတထောင်တပိပ၅000ထိတောင်းနေပါတယ်။နောက်ဆက်တွဲရွှေဘိုမန္တလေး၂နိုင်ကျော်သွားရတဲ့ခရီးကို 6နိုင်ကျော်တညအိတ်ခရီးသွားရပြီကွင်းလန်းကခရီးရှည်တာရဲ့ဂိတ်ကြီးတွေများတာရဲ့ကြောင့်ရွှေဘုံမှာကုန်စည်နှုန်းတွေမြင့်တက်နေတာကိုတာဝန်ရှိသူတွေသိအောင်ဖတ်ပြပေးပါအောင်ရှင်ဆိုပြီးတော့ရှင်းဖွင့်ရေးသားပေးဖို့လာပါတယ်ရှင်ဟုတ်ကဲ့ပါမတီရာဒါသခိုင်းတိုင်းရွှေဘုံကဒေသခံတွေကုန်စည်နှုန်းကြီးမြင့်နေတယ်ဒါလမ်းတွေပိတ်ထားလို့ကွင်းရှောင်းလန်းကနေသွားနေတဲ့စစ်တကာဂိတ်ကြီးတွေကိုပေးနေရတယ်ဆိုတဲ့ကြောင့်ဒါဖတ်ကြားပေးခဲ့တယ်ပေါ့နော်ကျွန်တော်စီမှာလည်းဒီသခိုင်းတိုင်းရွှေဘုံဒီအချင်းထောင်ကနေပြီးတော့ ဒါရေးသားပြပို့လာတယ်ပေးတာလည်းရှိပါတယ်ခင်ဗျာဖျက်ပြရမယ်ဆိုရင်စခိုင်းနိုင်ရွှေဘူမြို့ရွှေဘူအချင်းထောင်ထောင်အာနာပဲများနေကြီးကြေးမှုတွေထောင်တန်းစီးတွေကထောင်ရဲ့အဆောင် အုပ်ယိုးနေရထပ်ပိုးကွန်ကရစ်လောင်းဖို့အတွက်အချင်းသားတူအုပ်ကိုဘီလက်မြေအိတ်ဖိုးလေးတောင်ကျက်တဲ့ထောင်အဆောင်အခန်းတွေပေါ့လေထောင်အဆောင်ဦးများပြုပြင်ရမှာလေအချင်းသားတွေစီကဝေကောက်ခံပြီးတော့အချင်းထောင်ပြုပြင်ခြင်းလုပ်ငန်းတွေကိုလှုပ်ဆောင်နေပါတယ် ပြီးတော့အကျဉ်းသားတွေကိုမတရားဖိနှိပ်ခိုင်းစေနေပြီးတော့အဆောင်တွေထဲမှာဘာပဲပြင်ပြင်အကျဉ်းသားတွေစီကငွေကောက်ပြီးတော့အကျဉ်းသားတွေကိုပဲပြင်ခိုင်းတာအကျဉ်းသားတွေကိုအလုတ်ချမ်းများချစ်ခိုင်းတဲ့ပြင်လိန်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုလုပ်နေပါတယ်။နောက်ပြီးအကျဉ်းထောင်ထဲမှာအကြောင်းအမျိုးမျိုးပြပြီးတော့ငွေကြေးထောင်းခံနေပါတယ်။ဥပမာပြောရရင်အကျဉ်းထောင်ထဲကရေကိုမီတာကိုထောင်ဝတ်စုံဘိုးတွေပေးရတဲ့ပြင်ထမင်းဟင်းကြီးတော့လေထမင်းကို ငပီစိမ့်နဲ့ကြီးဖြော်ပြီးတော့ဘောကလင်းလင်းမကြည့်ပါဘူး။ဒါရီရှိဖို့အချင်းထောင်တွေမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပါအများသိအောင်ဖတ်ကြားပြပါအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီရွှေဘုံမြို့ရှိဖို့အချင်းထောင်တွေမှာအချင်းထောင်ပြုပြင်တာကအစအချင်းထောင်ထဲမှာမီးဖို့ဒါရေဖို့အချင်းထောင်ဝတ်စုံဖို့တွေကသုံးဒါအချင်းသားတွေအကုန်လုံးပတ်စံပေးနေရတဲ့ဆိုတဲ့အကြောင်းဈေးသားပြပူလာတဲ့ပေးစာကိုဖတ်ကြားပြလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအကောင်ကျော်ရေအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ရန်ကုန်ကပြည်သူတယောက်ရင်ဖွင့်လာတဲ့ရင်ဖွင့်စာပါရှင်။ဒီဘီဘီရေးတဲ့ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်အင်းစိန်လမ်းမကြီးခက်ဝဲချံမှာရှိတဲ့မက်ခရိုဈေးဝယ်စင်တာကြီးကတော့နေညာမပြတ်မီးတွေထိမ့်ထိမ့်လင်းနေပြီးအရာကွန်းတွေကလည်းအေးမအေးနေတာပါပဲ။ဒါပေမဲ့အင်းစိန်လမ်းမကြီးလမ်းမီးတွေကတော့ထာဝရပြက်နေမှောက်နေပြီးရက်ွက်တွေကလည်းလျှက်စင်မီးကို၄နိုင်လား၄နိုင်ဖြတ်စနစ်နဲ့ပေးပါရတယ်။ဒါတောင်မှလာချိန်မှာပြက်နေပါသေးတယ်။ မီတာဖက်စရေးတွေကလည်းမှန်မှန်ကန်ကန်မီတာမဖက်ကြလို့ပြည်သူတွေကမီတာကားတွေအများကြီးစုကြနေပြီးတော့ခုလိုကုန်စည်နှုန်းတွေတက်စီးပွားရေးတွေခက်ခဲဖြစ်နေစီမှာဒုက္ခရောက်ကြရပါကြောင်းတာဝန်ရှိသူများသိရှိစေရန်ရည်သားလိုက်ပါတယ်အကောက်ကိုတော့မဖော်ပြရန်အထူးမေတ္တာရက်ခံအပ်ပါတယ်ဆိုပြီးတော့ရည်သားလာပါတယ်ရှင်ဟုတ်ကဲ့ပါမတီကြီးကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတန်းကတော့အရှိအစီအစဉ်တွေမှာဒါတော့ဒူတီဗီအစီအစဉ်ကိုစာရင်းရည်သားပြဖို့ခဲ့တဲ့သူပေါ့နော် အခုထပ်ပြီးတော့ညီသားပြပို့လာတဲ့ပေးတာဖြစ်ပါတယ်ကျွန်တော်ဖတ်ပြရမယ်ဆိုရင်ကျေးဇူးတင်ပါတယ်ကိုအောင်ကျော်နဲ့မတီရီကျွန်တော်စာနှစ်ခါပို့တာဖတ်ပြပြီးလို့ငွေ9000ကုန်ရာကျိုးနဲ့ပါတယ်ကျွန်တော်တို့ဒေသမှာ wifi တစ်နာရီ3ရေ9000ပေးရပါတယ်အခုလို့ခက်ပြက်နေတဲ့အချိန်မှာတမအာဇီဝါနဲ့ငွေ9000ရှာရတာခက်ပေမဲ့တနက်ကိုင်းအဖွဲ့အစည်းနဲ့ပေါင်းပြီးတော့မတရားတဲ့နီးနဲ့ငွေရှာနေရတဲ့သူတွေကတော့ KTV မာဆက်ဂျင်းဝိုင်းသွားတဲ့တညာ 3500ဆိုတဲ့လွယ်လွယ်နဲ့ချုံလိုက်တာပါပဲကိုနဲ့အတူတူတစ်ချိန်ကလက်သီးလက်မောင်းတန်းပြီး တို့အေးអော်ခဲ့တဲ့သူတွေလည်းအခုတော့ကားထဲလဲစီးပြီးတော့ချမ်းသာနေကြတာမြင်တော့ဒီလိုလူတွေကြောင့်ကျွန်သက်ရှည်ပြီးတော့တော်လန်ကြီးကချန့်ကြနေတာကိုလို့အောက်မိပါတယ်နောက်လာမှပဲဝင်9000ရှာပြီးတော့စပို့ပါအောင်မယ်ကျေးဇူးပါဆိုပြီးတော့ရေးသားပြပို့လာတဲ့ပေးစာကိုဖျားပြပေးလိုက်ရပါတယ်ခင်ဗျာ ုတ်ကဲ့ပါရှင်ဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ရခိုင်ပြည်နယ်ကပြည်သူတယောက်ရေဖွင့်ရေးသားလာတဲ့စာပါရှင်မင်္ဂလာပါ TVB ရဲ့ ULA ထိန်းချုပ်နယ်မြေလို့ပြောရမယ်ထင်ပါတယ်ရခိုင်ပြည်ထဲမှာအရက်ကိုအရွယ်မရောက်သေးတဲ့လူငယ်တွေပါတောက်လာနေကြပါတယ်ဆိုတာကမိန်းကလေးတွေပါတောက်လာနေပါတယ်အရက်ချက်တဲ့သူတွေလည်းအရင်ကထက်များပြားလာနေတယ်ပြည်သူဆိုရကတော့ဘလို့မူတွေချမှတ်ထားလဲမသိပေမဲ့ပြည်မဖြစ်အရက်တလုံးကို၈000ကနေတသိန်းဝန်းကျင်လောက်ကျပါတယ် ကိုလာပိုင်းရှိရနေကဆမီးကိတ်မှာဖမ်းမိတဲ့ရက်တွေကမင်းပြမြို့ဆိုင်တွေမှာရောင်းနေပြီးဒါကိုအထက်ကလူတွေသိအောင်ဖော်ပြလိုက်ရပါတယ်။ကျေးဇူးတင်ပါတယ် DBB ဆိုပြီးတော့ရေးသားပေးပို့လာတာပါရှင်။ဟုတ်ကဲ့ပါအခုလိုမျိုးကိုဒေတာကိုပဝန်ကျင်းမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေရင်ဖွင့်ပြောကြားလိုတဲ့အကြောင်းအရာတွေရှိခဲ့မယ်ဆိုရင်တက်ပုံတွေဗီဒီယိုဖိုင်နဲ့တကွာရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ။ရေးသားပေးပို့တဲ့နေရာမှာကျွန်တော်တို့အီးမေးလ်ကနေတင်ရေးသားပေးပို့ရမယ်ဆိုရင် facebook.2dvv@gmail.com ကိုရေးသားပေးပို့နိုင်ကြပါတယ်။ Facebook ကနေရေးသားပေးပို့လို့မယ်ဆိုရင်တော့ facebook.com မျိုးစောင်း .2dvv ရဲ့ messenger ကနေတစ်သိရေးသားပေးပို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတစ်သိရေးသားပေးပို့လို့မယ်ဆိုရင်တော့အပေါင်း66 8111 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ကြားပေးမယ်နောက်ထပ်ပေးစာတစ်ကောင်ကတော့ဒီစကိုင်းတိုင်းအရတော်မြို့နယ်တွေကရေးသားပြပလာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာဖတ်ပြရမယ်ဆိုရင်စကိုင်းတိုင်းဒေသကြီးအရတော်မြို့နယ်ဘောင်းကြကြီးရွာနဲ့ခြားသောကြီးရွာတွေမှာပသုံးလုံးအဖွဲ့အစည်းတွေကကိုယ်ဆောင်မိခင်နဲ့ကလေးမိခင်တွေကိုထောက်ပံ့ကြီးတွေပေးမယ်ဆိုပြီးတော့စီရင်ကောက်ယူပါတယ်ပြီးတော့အခုချိန်ထိထောက်ပံ့ငွေများမပေးပါဘူးဒါကိုအန်ယူဂျီအစိုးရတိအောင် တော်တူဒီဗီမာတစ်ဆင့် ြောပြပေးပါရဲ့ကိုဆောင်မိခင်နဲ့ကလေးမိခင်များမှအတနာခံအပ်ပါတယ်တော်တူ DVB အဖွဲ့ကလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့သခိုင်းတိုင်းဒီရတော်မျိုးနဲ့ပေါင်းကြကြည်ရွာနဲ့တခြားကြည်ရွာတွေကဒါအနည်းကြီးကထောက်ပံ့နဲ့ဒါကိုဆောင်မိခင်နဲ့ကလေးမိခင်တွေထောက်ပံ့ကြည်မရရှိသေးတဲ့အကြောင်းကြီးသားပေးပို့လာတဲ့ပေးစာကိုတော်တူ DVB စီစဉ်ကဖတ်ကြားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ကျော်ရေးအခုတခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ AR တိုင်းကပြည်သူတယောက်ရင်ဖွင့်ပေးပို့လာတဲ့ပေးစာပါရှင် အေရီတိုင်းဒေဒရဲမြို့နယ်အုံမင်ကျေးရွာမှာကျေးရွာအုပ်ချုပ်ရေးမှုတွေကပြည်သူတွေကိုတနည်းမဟုတ်တနည်းနဲ့ဒုက္ခတွေပေးနေပါဗျ။ပြည်သူမျက်နှာကိုမကြည့်ပဲကိုလှုပ်ချင်ရာကိုလှုပ်နေကြပါဗျ။ယာယီမှုကစစ်တပ်အားကိုပြီးအာဏာတွေရမ်းပြနေပါဗျ။ဒါကိုအထက်လူကြီးတွေတီအောင်ဖတ်ပေးပါအကောင့်ကိုတော့မဖော်ပြပါနဲ့ဆိုပြီးတော့ရေးသားပေးဖို့လာပါတယ်ရှင်။ဟုတ်ကဲ့ပါအမတီကြီးကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်။နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမကွေးတိုင်းပခုတ်ခုခရိုင်ပေါ့မြို့နယ်တွေကရေးသားပေးဖို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာ။ ရေးသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်မကွေးတိုင်းပခုတ်ကူကိုင်းပေါင်းမြို့နယ်တက်ကဲချင်းရွာကပါကျွန်တော်တို့ရွာမှာအသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့ရွာသားတွေကိုစိတ်ပါလားမပါလားမမေးဘဲနဲ့မဲနိုင်ခိုင်းပြီးတော့အယောက်40ရွေးထုတ်ကကြီးရွာအုပ်ချုပ်ရေးမှူးပါအဖမကကသင်တန်းတက်ခိုင်းပါတယ်တလားအကြသင်တန်းတက်ခဲ့ရပြီးတဲ့နောက်သင်တန်းဆင်းပြီးတော့ရွာကိုပြန်ခဲ့ရပါတယ် အဲ့ဒီတင်နန်းသားတွေကစာဝန်နီးမပြေလည်တဲ့တင်နန်းသား၈ဦးကထိုင်းနဲ့မလေးရှားကိုအလုပ်သွားလုပ်ကြပါတယ်။တင်နန်းဆင့်ပြီး9လ6လအကြာမှာ တရင်၁၈ကကင်းဆောင်မှုခေါ်ပါတယ်။တင်နန်းများမလိုက်ချင်ဘူးလို့ကြီးရွာပါအဖခေါင်းဆောင်ကိုသွားပြောတော့အဲ့ဒီခေါင်းဆောင်တွေကမလိုက်ရင်၆ပေါက်ချမယ်ဒဏ်ရိုက်မယ်ဆိုပြီးတော့ပြောပါတယ်။အလုပ်လုပ်ဖို့ထွက်သွားတဲ့တင်နန်းသား၈ဦးကိုလည်းတအူးကိုငွေ15သိန်းစီတံငွေရိုက်ပါတယ်။ ပြီးတော့အလုံးလုံးပြီးရတဲ့ငွေတဝက်ကိုလည်းတောင်းပါတယ်။နောက်ပြီးရွာမှာတလားကိုစံတပြီးငွေ6000လာစင်ပြီးရပါတယ်။သင်တန်းမစင်ရတဲ့အင်ဒီကိုတော့9000တောင်းပါတယ်။ပြီးကလာတဲ့ပါအဖခေါင်းဆောင်တွေကိုကျူးမွေးရတာကလည်းတလားကို7000လောက်ကုန်ကြပါတယ်။ရွာဖုံငွေနဲ့မလောက်ရင်တဲ့အင်ကိုဘလောက်ကျတယ်ဆိုပြီးတော့စုပြီးတော့ပေးရပါတယ်။ကျွာကလူတွေကလည်းကျွေးနွန်နေနေပါပြီအခုဆိုပိုဆိုးလာပြီးတော့ ခီးထွက်သူဘသူမဆို15သိန်းတောင်းနေပါတယ်ဒါကိုသက်ဆိုင်ရာတာဝန်ရှိသူတွေစစ်ဆေးပေးသိချင်ပါတယ်ဆိုပြီးတော့ဒါမကွေးတိုင်းပခုတ်ကူခိုင်ပေါ့မြို့နယ်တက်ကဲချင်းကြီးရွာတွေကရေးသားပြပို့လာတဲ့ပေးစာကိုတော်တူတီဗီစီစဉ်ကနေပြီးတော့ထကြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ကျော်ရေးဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ကျမတို့ဒီနေ့အစီအစဉ်ရဲ့နောက်ဆုံးစာပါရှင်ဒီစာကတော့စကိုင်းတိုင်းတွေကအခီးသွားပြည်သူတယောက်ရေးပွင့်ပေးပို့လာတဲ့စာပါ င်္ဂလာပါ TVB တဲ့ကျွန်တော်ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်နေ့ကမုံရွာကနေမန်လေးကိုကားနဲ့ခရီးထွက်ခဲ့ပါတယ်။၆ဦးမျိုးအထွတ်မှာစစ်တပ်ကတားလို့တနိုင်လောက်ဆောက်ရပြီးကားတန်းအရှိကြီးဖြစ်လာတဲ့အခါမှာကားလမ်းရဲ့ဘေးပင်ညာတစ်ဖက်စီမှာကားတွေကိုနှစ်တန်းဖြစ်အောင်မောင်းခိုင်းပြီးအကွာအဝေးနှစ်ပေလောက်ပဲချပြီးဖြည်းဖြည်းလေးမောင်းခိုင်းပါတယ်။ပြီးတော့အဲ့ဒီကားနှစ်တန်းရဲ့အလဲမှာရှိတဲ့ကားလမ်းအလဲမြင့်ကြောင်အတိုင်းစစ်သားတွေကကားတန်းနေကြားကနေပြီးချီချင်းရှောက်ကြပါတယ်။ခရီးသည်တွေကိုအကာအကွယ်ယူပြီးသွားတဲ့သဘောပါ။ သူတို့လုံခြုံစိတ်ချရတဲ့နေရာရောက်မှသူတို့ကကြံခဲ့တဲ့ကားတွေကိုခရီးဆက်သွားခွင့်ပြုပါတယ်။နောက်ပြီးမကြာခဏတနက်တန်ပေးလို့လဲထိတ်လန့်ရပါတယ်။တိုက်ပွဲဖြစ်လို့ကတော့ခရီးသွယ်တွေကခံရမှာပါ။ဒါကိုအများပြည်သူသိအောင်ရင်းဖွင့်လိုက်ရပါတယ်။ကျေးဇူးပါ DBB ဆိုပြီးတော့ရေးသားပေးပို့လာပါရှင်။ဟုတ်ကဲ့ပါ။အခုဆိုရင်ကျွန်တော်တို့ဒီချောင်းမြို့တွေထဲမှာစစ်တပ်ကနေပြီးတော့ခီးသွားပြည်သူတွေကိုလူသားတိုင်းအဖြစ်နဲ့ပြုလုပ်ပြီးတော့ရေးသားပေးပို့လာတဲ့ဒေတာနဲ့ကျွန်တော်တို့ရဲ့ Dot2DB အစီအစဉ်ကိုအဆုံးသတ်ပြသိခင်ဗျာ။ ကျွန်တော်တို့ရဲ့တော်တူ TPP အစီအစဉ်ပြည်သူအစားပစံအငားပေးစာများဖတ်ကြားခြင်းအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်ပြသည်တော်တူ TPP အစီအစဉ်ကိုအပတ်စဉ်အင်ကာနေ့တိုင်းအသစ်ထုတ်လွှင့်ပြီးတော့နောက်ရက်တွေမှာလည်းထပ်ဆင့်ပြန်လည်ထုတ်လွှင့်ပေးပါရခင်ဗျာစာရေးသားပြည်သူပေါင်းနဲ့မြန်မာပြည်သူပြည်သားအပေါင်းဘေးရန်ကင်းကွာပြီးတော့ကျန်းမာချမ်းသာကြပါစေလို့တော်တူ TPP ဖိုင်းတော်သားတွေကဆုမကောင်းမြတ်တာပို့သလိုက်ရပါတယ်ခင်ဗျာ